ကရင်ပြည်နယ်မြောက်ပိုင်းမြို့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ဘရင်အောင်ဂုံနဲ့မော်ခီတပ်စခန်းကို KNL ကရင်မျိုးသားလူမျိုးရေးတပ်မတော်နဲ့မဟာမိတ်တွေကမေ30မနက်ပိုင်းမှာသိမ်းပိုက်လိုက်ပြီလို့တော်လှန်ရေးရဲဘော်တွေနဲ့နယ်စပ်သတင်းရက်ွက်တွေကပြောပါတယ်။ပြီးခဲ့တဲ့28မှာကနေလီစခန်းကိုသိမ်းပိုက်ပြီးနောက်အဲ့ဒီဝန်ကျင်မှာရှိတဲ့အမြင့်ဆုံးတောင်ပေါ်ကဘရင်အောင်စခန်းကိုပိတ်ဆို့တိုက်ခိုက်စဉ်စစ်ကောင်စီစစ်သားအတော်များများ ထိုင်းနိုင်ငံဘက်ကထွက်ပြေးသွားတယ်လို့ဒေါ်လာရေးထောက်ပို့ရေးဘော်တူကပြောပါလေဒါအပြင်သေဘောဘူးစခန်းကိုမတိုက်ခင်တရက်ကသတင်းတွေထွက်ပေါ်ခဲ့တဲ့မော်ခီတပ်စခန်းကိုလည်းမေ30မနက်ပိုင်းမှာပဲသိမ်းပိုက်လိုက်ပြီးစစ်သားတွေထိုင်းနိုင်ငံဘက်ထွက်ပြေးသွားပြန်တယ်လို့ဆိုပါလေကနေလီစခန်းမှာအထိုင်ချထားတဲ့120မီလီမီတာမော်တာကြီးတွေနဲ့လက်လက်ကြီးတွေအသိမ်းပိုက်ခံရပြီးကလေးက အနီးဝန်းကျင်မှာရှိတဲ့စခန်းတွေဟာလက်နက်ကြီးပစ်ကူမရတော့တာကြောင့်တော်လိုင်းတပ်တွေဘက်ကလာပြီးတိုက်ခိုက်တာနဲ့အစုအပြုံလိုက်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတာလို့ CDM စစ်ဘိုတွေကပြောပါတယ်အခုဆိုရင်မြဝတီတောင်ဘက်တမဟာ6ဒေသမှာသေပေါ်မှုဥက္ကဋ္ဌဝေါ်လီဗျူဟာတိကပလက်စရည်စခန်းအနေငယ်ပဲသိမ်းပိုက်ဖို့ကြံတော့တယ်လို့သိရပါတယ် ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ဆောင်းပြောင်းကျေးရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်နဲ့ PNO ပိုးပြည်သူစစ်စခန်းကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ရာမှာစစ်ကောင်စီတပ်ဘက်ကတင်းဆုံမှုများပြီးလက်နက်များစွာသိမ်းဆီးရမိတယ်လို့ဖဲကုံ PDF တပ်ရင်း1332ကသတင်းထုတ်ပြန်ပါတယ်။မေ28ကနေ26ရက်ထိ10ရက်တာထိုးစစ်အတွင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတုံးနေတဲ့ဂျားကစခန်းတွေကိုသိမ်းပိုက်လိုက်တာလို့ဆိုပါရယ်။ဒါအပြင်စစ်တုံးပန်းတချို့ကပါဖမ်းဆီးနိုင်ခဲ့ပြီး60မီလီမီတာမော်တာ RPG လောင်ချာ0.5စက်တနက်အပါအဝင်လက်နက်မျိုးစုံ60ခန့်သိမ်းဆီးရမိတာကိုလည်းတပ်ပုံမှတ်တမ်းတွေတွေ့ရပါရယ်။ပကိုးတိုင်းညောင်လေးပြည်မြို့နယ်ပဇွန်မြောင်းကြီးရွာမှာ ိမ်တွေကိုဖောက်ထွင်းပြီးပစ္စည်းခိုးယူနေတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်သားတအူးသေးပြီးနှစ်ဦးဒဏ်ရာရတယ်လို့ Fire Dragon တပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။မေ28မနက်8:00နာရီခန့်မှာဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီးတော်လိုင်းတပ်တွေဘက်ကအထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာတိုက်ပွဲပြင်းထန်နေပြီးအရခတပ်တော် AA ကလက်ဖြောက်တပ်သားရဲ့ပြစ်ခတ်မှုကြောင့်စစ်ကောင်စီဘက်ကဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့စစ်ဗိုလ်တဦးသေဆုံးသွားတယ်လို့နေလွင်စရာကဖော်ပြပါလေမေ26တိုက်ပွဲမှာတပ်မ7နေဖြူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်သေဆုံးတာလို့သတင်းတွေထွက်ခဲ့ပြီးမြန်မာအလင်းသတင်းစာမှာ နာရေးသတင်းပါတာတာတွေ့ရတယ်လို့ဆိုပါတယ်။တိုင်းပြည်တာဝန်ထမ်းဆောင်ရေးမေ29မှာဘဝတဘာသူပြောင်းသွားတဲ့ဘူမှုကျုပ်ကျော်မျိုးအောင်ရဲ့ရုပ်ကလပ်ကိုမေ29မှာမင်္ဂလာတုံစစ်တင်းကျိုင်းကိုပို့ဆောင်ပြီး31ရက်မှာတမ၁၁ဌာနချုပ်အင်းတိုင်စီနေအိမ်မှာဆွန်းသွအမြဝေမယ်လို့နာရေးမှာရေးထားတာတွေ့ရပါတယ်ခင်ဗျာ။